ကဘာဘောကတချို့သောယထာလန်းတွေနဲ့တချို့သောခီးသွာလာခြင်းတွေဟာစစ်ပွဲတစ်ခုတည်းရောက်နေတယ်လို့ကိုခန်းစားစေနိုင်ပါ ರೀ တခါတလေမှာတချို့သောယထာတွေဟာတောင်ကမ်းမဇွန်းတွေမှာတဲထိတ်ရင်ဖို့သွာလာတာမျိုးတွေလည်းရှိတယ်လို့တခါတလေမှာယထာလန်းတွေဟာပင်လယ်ရဲ့အလဲကနေဖြတ်သွားတာမျိုးတွေလည်းရှိကြပါ ರೀ တချို့သောလမ်းတွေဆိုရင်တစ်ချက်မှားလိုက်တာနဲ့အသက်ပေါင်းများစွာဆုံးရှုံးစေနိုင်လောက်တဲ့အထိအန္တရာယ်များကြတာလည်းဖြစ်ပါ ರೀ ဒီယထာလန်းတွေဟာခီးသွာလာခြင်းတွေမကပဲတဲထိတ်ရင်ဖို့စွန့်စားရတဲ့ခံစားချက်မျိုးနဲ့ထိတ်လန့်ကြောက်ရွံ့မှုကိုပါရောနှောပေးစွမ်းနိုင်ပါ ರೀ အဲ့ဒီထဲမှာမီးတောင်တွေအနာကနေဖြတ်တန်းသွားလာနေတဲ့ရထားလမ်းတွေကနေရွယ်ဆောင်ပြီးကျင်းမြောင်းတဲ့တံတားပေါ်ကဖြတ်တန်းသွားလာရတဲ့တန်လမ်းတွေထိပါဝင်ပါတယ်ဒီကနေ့မှာတော့တင်းတို့ကိုရှုံနိုင်စရာမရှိတဲ့ကဘာပေါ်ကထိတ်လန့်ပွေရာအန်ရီရဲ့အများဆုံးရထားလမ်းတချို့ကိုစူးစီးတင်ဆက်ပေးသွားမှာပါအရင်ဆုံးအနေနဲ့အစီအစဉ်လေးမစခင်မှာတော့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ကြတည်ဘူးဆိုရင်လည်း subscribe လုပ်တော့ဖို့တောင်းဆိုပါရစေ။ကဲအစင်းသေးဖြစ်ပြီးဆိုရင်တော့စလိုက်ရအောင်ပါ။နတ်ဆိုးနှာခေါင်း ကဘာမြေဆွဲရဥပဒေသားကိုစန့်ကျင်ပြီးပြေးဆွဲနေတဲ့ရထားလမ်းတစ်ခုရှိတာသိလို့သိပါသလားအဲ့ဒီရထားကမြန်မာတဲ့တောင်တန်းတွေနဲ့အန်ဒီယံများလာတဲ့ကြောက်တောင်တွေကိုဖြတ်တန်းသွားလာနေပြီးအဲ့ဒီရထားလမ်းကို Dinos Nose လို့လည်းခေါ်ဆိုကြပါတယ်ဒီရထားလမ်းဟာ7ကီလိုမီတာသာရှည်လျားပေမဲ့အဲ့ဒီလမ်းကိုကဘာဘောကအန်ဒီယံအများဆုံးနဲ့စိတ်လှုပ်ရှားစရာအကောင်ဆုံးရထားခီးစဉ်အဖြစ်ယူဆခံထားရပါတယ် အဲ့ဒီရထားလမ်းက LOC ကနေခွန်ဘီယာကိုပြေးဆွဲနေတာဖြစ်ပြီးပေ3000ကျော်မြင်မှသလို switch back လို့ခေါ်တဲ့အထူးနည်းစနစ်ကိုအသုံးပြုထားတာကြောင့်အကွေးဝိုင်းနေရာတွေမှာရထားကိုလုံခြုံစွာဆင်းသက်စေနိုင်ပြီး NEA လည်းများလာသလိုစိတ်လှုပ်ရှားစရာလည်းကောင်းလာပါပြီ။ဒီရထားလမ်းဟာကြင်မြောင်းလွန်းလှတဲ့အပြင်တောင်နေရံတွေထဲမှာကပ်နေပြီးအောက်ဖက်မှာတော့နတ်ဆိုင်လွန်းလှတဲ့ရှိုးမြောင်းတစ်ခုရှိနေပါသေးတယ်။ရထားရဲ့ပရင်ပောက်ကနေအပြင်ဘက်ကြည့်မယ်ဆိုရင်တော့တန်လန်းတစ်ဖက်ကလှပတဲ့ရှုခင်းတွေရောကြောက်စရာကြောက်ကမ်းမတွေကိုပါမြင်တွေ့ရမှာဖြစ်ပါသေးတယ်။ အဲ့ဒီတန်လန်ကို1892ခုနှစ်မှာအလုံသမား4000နဲ့စတင်ဖောက်လုပ်ခဲ့တာဖြစ်ပြီးအသက်ပေါင်းများစွာဆုံးရှုံးခဲ့သလိုခမန်းကြီးအဖြစ်ဒီ project အတွက်လူ2000လောက်သေဆုံးခဲ့တယ်လို့ဆိုပါရီယနေ့မှာတော့ဒီရထားလန်ဟာလူသားတွေရဲ့ရဲရင်မှုနဲ့စိတ်အားထက်သန်မှုတို့ရဲ့ပြည့်ယုံတစ်ခုအဖြစ်တည်ရှိနေခဲ့ပါရီနေပီယာရထားလန်လေစိတ်ပြေးလန်းကိုဖျက်ဆီးသွားတဲ့ရထားလန်တစ်ခုအကြောင်းသိနှုတ်သိပါသလားနယူးဇီလန်နိုင်ငံရဲ့နီပီယာမြို့ကိုဆက်သွယ်ထားတဲ့တန်လန်းဟာအတော်လေးထူကြပါရဲ့ အဲ့ဒီတန်လန်းဟာယထာလန်းတစ်ခုလို့ဆိုနိုင်ပြီးတစ်ဖက်မှာတော့ယထာကအချိန်နဲ့မောင်းနေနေတော့တစ်ဖက်ကလင်းမြန်ကလည်းပြန်တက်ဖို့အတွက်ပြေးလာမှာအချိန်နဲ့မောင်းနေလာမှာပါတကယ်လို့သာလွဲချော်မှုလေးတစ်ခုလောက်ဖြစ်သွားခဲ့မယ်ဆိုရင်ဘယ်လိုရလဒ်မျိုးတွေဖြစ်မလဲဆိုတာသင်တို့တွေးကြည့်မိကြမှာပါအဲ့ဒီယထာလန်းကို1982ခုနှစ်ကနေ1942ခုနှစ်အတွင်းမှာတိစောက်ခဲ့တာဖြစ်ပြီးနေပီယာနဲ့ဂေါစပရိုနီယာမျိုးနှစ်ခုကိုဆက်သွယ်ပြီးတဲ့ဒီယထာလန်းဟာတောင်နှန်းထုတဲ့ချင်းနဲ့ပထဝီအနေထားကြမ်းတမ်းခြင်းတို့ကြောင့်အင်ဂျင်နီယာတွေလည်းထူးထူးဆန်းဆန်းစိတ်ကူးတစ်ခုရခဲ့ပါတယ် အဲဒီစိတ်ကူးကတော့ယထားနဲ့လင်းမြန်ပြေးလန်တစ်ခုတည်းမှာတင်အတူတူအသုံးပြုမဲ့အစီအစဉ်မှာဒီအတွက်ယထားတာဝန်ခံနေတဲ့လေချောင်းထိမ့်သိမ်းရဲ့အဖွဲ့တွေကြပူပေါင်းဆောင်ရွက်မှုတွေလုပ်ကြပါရီဒီလိုပူပေါင်းဆောင်ရွက်မှုဟာလည်းအတော်လေးအရေးကြီးတယ်လို့တကယ်လို့အနေငယ်လောက်လွဲချော့သွားတာနဲ့မတော်တဆမှုတွေတစ်ခုကြုံတွေ့ရနိုင်ပါတယ်ဒါပေမဲ့လည်းတင်းကျပ်လွန်တဲ့လုံခြုံရေးအစီအမံတွေနဲ့တိကျတဲ့ခီးလန့်အစီအစဉ်တွေကြောင့်အခုထိတော့မတော်တဆကြီးကြီးမားမားမဖြစ်ဘူးသေးပါဘူး ဒါပေမဲ့လေဒီရထားကိုလိုက်ပါစီးနေရတာဟာဘလောက်တောင်တဲထိတ်ရင်ဖို့ကောင်းမလဲဆိုတာတင်းတို့တွေးကြည့်အောင်နဲ့သိနိုင်ပါတယ်။ခီးတဲ့ရေအနေနဲ့မမေးလောက်စီရအမှတ်တရတွေပိုင်ဆိုင်နိုင်မယ်ဆိုတာအသေးချာပါ။တိန်ရီစီကိုသွားတယ်လမ်းအာဂျင်နီးယားနိုင်ငံက NS တောင်တန်းတွေမှာဖောက်လုပ်ထားတဲ့ဒီရထားလမ်းဟာကမ္ဘာအမြင့်ဆုံးရထားလမ်းတွေထဲကတစ်ခုအပါအဝင်ဖြစ်ပါရည်။ Transalps Nuplo ခေါ်တဲ့ဒီရထားလမ်းဟာတိန်ရီစီဒါမှမဟုတ်ရထားလိုအတိတ်ပဲရပါရည်။ အဲ့ဒီယထာလန်ဟာပင်လယ်ရေမျက်နှာပြင်အမြင့်ပေ13500အကွာမှာတိစောက်ထားတာဖြစ်ပြီးဒီယထာရဲ့ဘေးဘက်ကမြင်ကွင်းတွေကိုကြည့်ရှုရတာဟာတကယ်ပဲတိမ်တွေကိုဖြတ်တန်းသွားတယ်လို့ခံစားမိဆိုမှာပါဒီစတီတန်လန်ပေါ်မှာအရှိန်နည်းနည်းလေးသွာလာနေတဲ့အဲ့ဒီယထာဟာစီးနင်းသူတွေအတွက်လေတဲ့လွင်မျောနေတယ်လို့ခံစားရပြီးပေ900အမြင့်ကနေကျောင်းနဲ့ကြီးတွေကိုမြင်ရတဲ့မြင်ကွင်းကလည်းခီးတယ်တွေကိုအတော်လေးစိတ်လှုပ်ရှားစေမှာဖြစ်ကြပါရဲ့ ဒီရထားကိုစီးနေမဲ့ခီးစဉ်အစားအဆုံးမှာတရား29ခုဥမေ22ခုတောင်ကြားလန်73ခုနဲ့အကွေးကောက်နေရာ2ခုပါဝင်ပါတယ်။သူ့ရဲ့မြင်မာတဲ့အန်ဒီရများတဲ့အကွေးအဝိုက်တွေကြောင့်ခီးတဲ့တွေအနေနဲ့တဲထိတ်ရင်ဖို့ခံစားရမှာပါ။တခါတည်းရန်ဒီနေရာမှာလဲလေပြင်းတိုက်ခိုက်မှုတွေကြောင့်ရထားလမ်းမကြီးကလှုပ်ခါနေတတ်ပါတယ်။ခီးတဲ့တွေတတောင်တတာရှိစေဖို့အတွက်အကြွေမွေနဲ့အဖျော်ရမကဝန်ဆောင်မှုတွေလည်းရှိသေးပြီးခီးတဲ့တွေအနေနဲ့အဲ့ဒီ၈နိုင်ကြတဲ့ရထားခီးစဉ်မှာတဘာဝအလှပခံစားရင်စိတ်လှုပ်ရှားစွာဖြတ်တန်းသွားလာနိုင်မှာဖြစ်ပါတယ်။ ဖလားဒက်စ်တန်လန်ဆူဇလန်ကဒီရထားလန်ဟာလိုက်ပါစီးနှင်းသူတွေကိုနှလုံးခုန်မြန်စီမှာတည်ကြပါတယ်အဲ့ဒီရထားလန်ဟာနှင်းတွေဖုံးလန်းနေတဲ့ဆူဇလန်နိုင်ငံကဂျိုင်ဝန်တွေကိုဖျက်ဆီးတိစောက်ထားတာဖြစ်ပြီးကမ္ဘာအမတ်ဆောက်ဆုံးရထားလန်တစ်ခုဖြစ်ပါတယ် ပေ9000အောင်ကအဲ့ဒီယထာလန်ဟာနှစ်တရမ10000ရှစ်လျာပြီး1889ခုနှစ်မှာဆောက်လုပ်ခဲ့တာပါသူရဲ့ရှုခင်းတွေဟာအရန်ကိုလှပတယ်လို့ကြောက်စရာလဲကောင်းလာတဲ့အပြင်သူရဲ့ယထာလန်ဟာတဖြည်းဖြည်းနဲ့48ရာခိုင်နှုန်းမတ်ဆောက်သွားပြီးလိုက်ပါစီးနင်းသူတွေကိုလည်းတဲတဲရင်ကိုကန်စားချက်မျိုးပေးဆွနိုင်ပါ ರೀ Swiss engineer တွေဟာအထူးနီးစနစ်တွေနဲ့ယထာကိုမြင်းမြန်အောင်ပြုလုပ်ထားပြီးဒီခီးစင်ဟာလိုက်ပါစီးနင်းသူတွေကိုစိတ်လှုပ်ရှားမှုရောကြောက်ရွံ့ခြောက်ခြားမှုတွေကိုပါတခါတည်းပေးဆွနိုင်ပါ ರೀ နှစ်ပေါင်းရာချီကြာမြင့်နေပြီဖြစ်တဲ့ဒီယထာလန့်ကိုပုံမှန်ပြုပြင်ထိန်းသိမ်းပြီးလှုပ်ဆောင်ရတာကလည်းစိန်ခေါ်မှုတစ်ခုဖြစ်ပြီးဆောင်းရသည်မှာဆိုရင်ယထာလန့်မှာနှင်းတွေခဲနေတာကြောင့်တန်လန်းကပိတ်ဆို့နေခဲ့ပါတယ်ဒါပေမဲ့ယထာကအမြင့်ဆုံးရောင်းနေတဲ့အချိန်မှာတော့ဆစ်စလန်နိုင်ငံရဲ့ Apps တောင်းတန်းကြီးရဲ့အလှအပကိုအပြည့်အဝခန်းစားမှာဖြစ်ပြီး key တွေအနေနဲ့လည်းဒီအတွေ့အကြုံကိုဘယ်တော့မှမေးနိုင်ကြမှာမဟုတ်တာတော့သိကြပါရစေ။ပန်ပန်တရာ အိန္ဒိယနိုင်ငံကပန်ပန်းတရာဟာအန်အောစရာတရာတစ်ခုဖြစ်တယ်လို့ပန်ပန်းကျော်နဲ့အိန္ဒိယနိုင်ငံတွေကိုဆက်သွယ်ထားတာပါ1914ခုနှစ်မှာစတင်တည်ထောက်ခဲ့တဲ့အဲ့ဒီတရာဟာအိန္ဒိယနိုင်ငံရဲ့ပထမဆုံးပင်လယ်ကူးတရာဖြစ်ပါတယ်2010ခုနှစ်မှာတိုင်ငင်ထီတော့ဒီတရာဟာအိန္ဒိယရဲ့အရှိဆုံးပင်လယ်ကူးတရာဖြစ်ပါတယ် ဒီတရားဘော့ကတန်လန်းဟာ2ကီလိုမီတာရှည်လျားပြီးအဲ့ဒီတရားရဲ့အထူးခြားဆုံးအပိုင်းကတော့အခုမြင်နေရတဲ့နှစ်ထပ်ပေါင်းကူးနေရာပဲဖြစ်ပြီးတင်မော်တွေဖြတ်တန်းသွားလာတဲ့အခါမှာအဲ့ဒီနေရာကိုဖွင့်ပေးနိုင်ပါတယ်။ဒါဟာအင်ဂျင်နီယာပညာရဲ့ထူးကဲမှုကိုပြသနေတယ်လို့နှစ်စင်းကဘာလဲခီးတဲ့အများပြားကိုလည်းဆွဲဆောင်လို့နေပါတယ်။ဒီတရားဟာကြီးကျယ်ခမ်းနားသလိုအန္တရာယ်လည်းများလာပြီး1964ခုနှစ်ဒီဇင်ဘာလ23ကလေပြင်းထန်တဲ့ဆိုက်ကလုန်းမုန်တိုင်းတစ်ခုဟာဒီတရားကိုဖျက်ဆီးသွားခဲ့သလိုတနိုင်ငံလုံးကိုလည်းတုန်လှုပ်အံ့ဩစေခဲ့ပါသည်။ လိုင်းလုံးတွေကြောင့်ခီးတဲ့တင်လာတဲ့အဲ့ဒီယထားဟာလေတရားဘော်ကနေလွင့်ဆင်သွားပြီးဒီတုံလုံးဖွဲ့ရမတော်ဆမှုမှာလူပေါင်း150အသက်ဆုံးရှုံးခဲ့တယ်လို့ဒီဖြစ်ရကြောင့်လူတွေအားလုံးဟာလေတုံလုံးခဲ့ရပြီးတရားရဲ့ခိုင်မာမှုနဲ့ပတ်သက်လို့မိကုန်နေအမြောင်များပေါ်ပေါက်လာပါပြီဒါပေမဲ့လည်းအိန္ဒိယတွေကတော့အရှော့မပေးဘဲဒီတရားကိုပြန်လည်ပြင်ဆင်ပြီးအရေးငါထပ်ပုံမခိုင်မာအောင်ပြုလုပ်ခဲ့တယ်လို့ယနေ့တိုင်အောင်ဒီတရားဟာလေပြေးဆွဲနေသေးတယ်လို့ကဘာလဲခီးတဲ့တွေရဲ့စိတ်ဝင်စားစရာနေရာတစ်ခုလည်းဖြစ်လာခဲ့ပါပြီ။ ဒီသတားပေါ်မှာတွာလာရတာဟာရွေးရှားနေတဲ့လှိုင်းလုံးတွေနဲ့လေပြင်းတိုက်ခိုက်မှုတွေကိုခံစားစေပြီးတက်ထိတ်ရင်ဖို့ခံစားချက်မျိုးလည်းရနိုင်တယ်လို့ပင်လယ်ထဲကလေလူထဲမှာမျောလွင့်နေတယ်လို့ခံစားရမှာပါအခုအချိန်မှာတော့ပုံမလုံးညုံနဲ့ Federal Lift တရားကိုပါဆောက်လုပ်နေပြီမလဲတမိုင်းဝင်တရားဟောင်းရဲ့တက်ထိတ်ရဖို့ခန်းစားချက်ကိုဂုံယူရမှုကတော့အမြဲလိုလိုရှင်းတန်းနေအောင်မှာပဲဖြစ်ပါရည်မြမယထား မြန်မာနိုင်ငံမှာရှိတဲ့ဒီရထားလမ်းကတော့ထိုင်းနိုင်ငံနဲ့မြန်မာနိုင်ငံကိုဆက်သွယ်ထားတာဖြစ်ပြီးဒီတန်လမ်းကိုတေမင်းတမန်ရထားလမ်းလို့လည်းလူသိများကြပါတယ်။ဘာကြောင့်လဲဆိုတော့ဒီရထားလမ်းနဲ့လမ်းပိုင်းအခြေအနေကြောင့်နေမဟုတ်ဘဲသူ့ရဲ့လူထောင်ချီအသက်စရေးခဲ့ရတဲ့ဆိုတော့ထိခိုက်ဖွယ်ရာနောက်ခံဇလန်ကြောင့်နေကြောင်းလို့ဆိုရမှာပါ။ ဒီရထားလမ်းကိုဒုတိယကမ္ဘာစစ်ကာလ1942ခုနှစ်ကနေ1943ခုနှစ်အတွင်းမှာဂျပန်အင်ပါယာကဆက်လုပ်သွားခဲ့တာဖြစ်ပါတယ်။သူရဲ့ရည်ရွယ်ချက်ကတော့အရှေ့တောင်အာရှဆေးရေးလုပ်ငန်းစဉ်တွေအတွက်ဒီရထားလမ်းကိုအသုံးပြုပြီးတိုက်ရိုက်ထောက်ပံ့နိုင်အောင်လုပ်ဆောင်မှုဖြစ်ပါတယ်။ဒီရည်ရွယ်ချက်အတွက်လူအသက်ပေါင်းများစွာပေးဆက်ခဲ့ရပြီးအလုံတမာ2သိန်းကျော်လောက်ကိုရထားလမ်းဆက်လုပ်ရမှာအသုံးပြုဖို့အတင်းကျပ်စုဆောင်းသွားခဲ့ပါတယ်။အဲ့ဒီထဲမှာအာရှနိုင်ငံသားတွေနဲ့ဖန်ဆီးမိထားတဲ့မဟာမိတ်အဖွဲ့ဝင်နိုင်ငံတွေကစစ်သုံးပန်းတွေအများပြပါဝင်ခဲ့ပါတယ်။ သူတို့တွေဟာပြင်းထန်လွန်တဲ့အပူချိန်၊ငှက်ဖျားလိုမျိုးအန္တရာယ်များလာတဲ့ရောဂါဇိုးတွေနဲ့အာဟာရမပြည့်ဝခြင်း၊လူသားမဆန်စွာနှင်ပတ်နှိပ်စက်ခံရခြင်းစတာတွေကိုစုပေါင်းခန်းစားခဲ့ရပါတယ်။အစိုးရအပိုင်းကတော့ငရေမီလမ်းကြားရဲ့ပြင်းထန်လွန်လာတဲ့အပူချိန်ပဲဖြစ်ပြီးအလုသမားတွေဟာဒီလိုငရေမှာနေရောညပါလောက်ကင်ခဲ့ရတာဖြစ်ပါတယ်။ ။နောက်ပြီးဒီရထားလမ်းဆက်လုပ်ပြီးချိန်မှာအလုံသမားပြည်သူ9000ကျော်နဲ့စစ်သုံးပန်း12000ကျော်တိတ်ဆုံးခဲ့တယ်လို့ယနေ့တိုင်အောင်သူတို့ရဲ့အသက်စရေးကြတဲ့အမှတ်တရတွေဟာလေ Hellfire Pass အောက်မေးပေါ်ရပြတိုင်းနဲ့တင်းကျိုင်းတွေမှာဆက်လက်ရှင်သန်နေစေဖြစ်ပါရည်။ဟုတ်ကဲ့ပါကျွန်တော်ခုတင်ဆက်ပေးခဲ့တာတွေကတော့ကဘာပေါ်ကအန်ရီအများဆုံးတဲထိတ်ရင်ဖို့ရထားလမ်းတချို့ကိုစူးစီးတင်ဆက်ပေးခဲ့တာပါ။အခုတင်ဆက်ပေးတဲ့ရထားလမ်းတွေထဲမှာဘယ်တစ်ခုကပြည်သူတို့အတွက်စိတ်ဝင်စားစရာဆုံးဖြစ်စေခဲ့လဲဗျ။ Comment မှာပါဝင်ဆွေးနွေးပြသလိုက်ပါ။အစီအစဉ်လေးကိုအဆုံးထိလိုက်ပါကြည့်ရှုအားပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။